Hello အားလုံးပဲမင်္ဂလာပါရှင်။ဆရာတန်ဝင်းနိုင်ရေးသားတော်အထင်ကရမြမနိုင်ငံရေးခေါင်းဆောင်များအပိုင်း6ကိုဆက်လက်ဖတ်ပြပေးတော့မှာမရှင်။အဓိပတိကြီးဒေါက်တာဗမော်ဒေါက်တာဗမော်သည် ကိုလိုနီခေတ်ဂျပန်ခေတ်၌ထင်ရှားခဲ့သော ပထမဆုံးပါရဂိုဘွဲရ နိုင်ငံရေးတမနှင့်ခေါင်းဆောင်တဦးဖြစ်သည်သူသည်နှစ်ပေါင်းများစွာနိုင်ငံရေးတွင်ကျင်လည်၍နိုင်ငံရေးပါဝါသည်ထို့ပြင်မြမတိုင်းရင်းသားများထက်မှရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာနတွင်ပထမဆုံးသောကတိကရာထူးရှားခဲ့သူဖြစ်ပြီးလန်ဒန် Green Inn ဥပဒေကြောင့်မှဘာအက်လော့ဝန်လုံပွဲနှင့်ပြင်သစ်နိုင်ငံဘောလ်တိုတက္ကသိုလ်မှ PhD ပါရာဂိုပွဲကိုပထမဆုံးရရှိခဲ့သူဖြစ်သည်သူသည်ကိုလိုနီခေကိုဆက်တဌာနအုပ်ချုပ်ရေးကာလတွင်ပညာရေးဝန်ကြီးချုပ်နန်းရေးဝန်ဝန်ကြီးချုပ်ဂျပန်ခေတ်တွင်နိုင်ငံတော်အကြီးအကဲအဓိပတိတာဝန်များကိုထမ်းရွက်ခဲ့သူဖြစ်သည်ဒေါက်တာဘမော်ကို1893ခုနှစ်ဖေဖော်ဝါရီလ8ရက်ဗုဒ္ဓဟူးနေ့တွင်မအူပင်မြို့၌အဖအူကျင်း အမိဒေါ်သိန်းတင်တို့မှဖွားမြင်ခဲ့သည်ဝင်းချင်းနှစ်ယောက်တွင်အငယ်ဖြစ်သည်အကိုဖြစ်သူမှာဥပဒေပါမောခဒေါက်တာပါဟန်1890-1969ဖြစ်သည်ဖခင်ဦးကြီးဦးမောင်မောင်ကြီးမှာသာသနာပြုဆရာကြီးဒေါက်တာမတ်ဤတပည့်ရင်းတဦးဖြစ်ပြီးမန္တလေးတန်တဲကျောင်းတွင်မင်းတို့မင်းဤသားတော်မင်းကြီးမင်းသားများနှင့်အတူ ပညာသင်ကြားခဲ့သူဖြစ်သည်အင်္ဂလိပ်တို့အထက်မြန်မာပြည်ကိုသိမ်းပိုက်ပြီးနောက်တထုံဒေသတော်လန်ပုံကံမှုတွင်ပါဝင်၍ထိုင်းနိုင်ငံသို့တိမ်းရှောင်သွားခဲ့သည်ဒေါက်တာပမော်သည်ငယ်စဉ်ကခရစ်ယာန်ဘာသာဝင်ဖြစ်ပြီးဥရောပမှပြန်လာပြီးနောက်ဗုဒ္ဓဘာသာဝင်ဖြစ်လာသည်ငယ်စဉ်ကစိန်ပေါ်ကျောင်းအထက်က6ဘူတထောင်မှတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်၍ 1921ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှဝိဆာပွဲရရှိခဲ့သည်ရန်ကုန်အစိုးရအထက်တန်းကျောင်းတွင်ကျောင်းဆရာအဖြစ်ခိတ္တဝေချောင်းလုပ်ကိုင်ပြီးကလကတားတက္ကသိုလ်မှ1928ခုနှစ်တွင်မဟာဝိဆာပွဲ MA ရရှိခဲ့သည်ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာနတွင်ပထမဆုံးဗမာလူမျိုးကတိကအဖြစ်1926မှ1920အထိ လင်းနှစ်တာမြအဆောင်ရွက်ခွင့်ရရှိခဲ့သည်1921ခုနှစ်တွင်အင်္ဂလန်ပြည်ကိန်းဘရစ်တက္ကသိုလ်သို့သွားရောက်ပညာသင်ကြားခဲ့ပြီး1923ခုနှစ်တွင်လန်ဒန်မြို့ Green Inn မှ Barista ဝန်လုံဝယ်ရသည်1924ခုနှစ်မှပင်ပြင်သစ်နိုင်ငံဘော်ဒိုးတက္ကသိုလ်မှဗုဒ္ဓဘာသာကိုကျမ်းပြု၍ ပါရဂို PhD ဘွဲ့ရရှိခဲ့သည် PhD အတွက်တင်သွင်းခဲ့သည့်စာတမ်းမှာဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာရှိဇန်ကမ္မထံတရားများကိုနှိုင်းယှဉ်လေ့လာသည့် Extremistin စာတမ်းဖြစ်သည်1924ခုနှစ်တွင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးဝစ်လုံလိုက်ရာ1930ပြည့်နှစ်တာယာဝတီဂလုံဆရာဆန်နှင့် မျိုးချစ်တော်လန်ရေးသမားများဘက်မှလိုက်ပါဆောင်ရွက်ရာမှထင်ရှားလာခဲ့သည်1932ခုနှစ်ဖေဖော်ဝါရီလတွင်မြန်မာနိုင်ငံအားအိန္ဒိယနိုင်ငံနှင့်ခူရီနိုင်ငံရေးတွဲရေးကိစ္စပေါ်ပေါက်လာသောအခါအိန္ဒိယနှင့်ခွဲရေးကိုလိုလားသောဥပပေခေါင်းဆောင်အဖွဲ့များကခွဲရေးအသင်းဖွဲ့စည်းခဲ့သလိုဒေါက်တာပမောဒေါက်တာပဟန် ဝင့်လောင်ဦးကျော်မြင့်ဦးကျော်ဒင်းရန်ပြင်းဦးမောင်မောင်ဒီတော့ဦးပါချိုဦးပါခိုင်တို့ပါဝင်သည့်အဖွဲ့ကတွဲရင်းကိုလိုလားသူများက မခွဲခွာရေးအတင်းတွဲရင်းအဖွဲ့ကိုဖွဲ့စည်းခဲ့ကြည်ရင်းအဖွဲ့ကို အတူကောက်အဖြစ် မော်မြင့်ပြဲပါတီဟုလည်းခေါ်ကြသည်ထို့အချိန်မှစ၍ဒေါက်တာဘမော်သည်နိုင်ငံရေးလောကသို့ဝင်ရောက်ခဲ့သည်ထို့ပြင် ရန်ကုန်တက္ကသိုလ်တမကအတင်းတိုင်နိုင်ခွဲရီတိုက်ရီအချိအတင်းစကားပြောပွဲကျင်းပရာခွဲရီပမဥပပေနှင့်ဝစ်လုံဥပစီတွဲရီပမဒေါက်တာဘမော်နှင့်ဒေါက်တာဘဟန်ညီအကိုတို့ကဟောပြောကြသည်1932ခုနိုဝင်ဘာလ9ရက်နေ့တွင်မြန်မာနိုင်ငံ၌ဒိုင်းအာခီအုပ်ချုပ်ရေးအရစတုထအချိန်မြောက် ဥပဒေပြုလွတ်တော်ရွေးကောက်ပွဲကျင်းပခဲ့ရာဒေါက်တာပမော်ဦးစီးသောပါတီကအမတ်ဦးရေ25ဦးရွေးကောက်တင်မြောက်ခံသည်ဒေါက်တာပမော်သည် ရွေးကောက်ပွဲတွင်အမတ်အဖြစ်ရွေးချယ်ခံရပြီးနောက်ဗျက်ဒရှပါလီမန်အထက်လွတ်တော်တွဲဖက်ကော်မတီနှင့်ဆွေးနွေးရန်မြမကိုဆလဲ12ဦးဥပပီဝက်လုံတော်ရာဦးသိမ်းပေါင်းဦးချစ်လိုင်း ဒေါက်တာဘမွန်အိန္ဒိယလူမျိုးအမတ်ထရက်ဂျီဒေါက်တာဒေါ်ဆော့ဆာတရာရွှေဘမစ္စတာကင်ပတ်နက်မစ္စတာဟာဂျီမစ္စတာကောဝစ်ဂျီမစ္စတာဟာပါဥရွှေသားနေအတူ1933နိုဝင်ဘာလ10ရက်နေ့တွင်အင်္ဂလန်ပြည်လန်ဒန်မြို့သို့သွားရောက်ခဲ့သည်ထို့နောက်1934ခုနှစ် ဧပြီ9ရက်နေ့တွင်ဒေါက်တာဘမော်တီမြန်မာနိုင်ငံပို့တွဲတာဝန်ခံအစိုးရအဖွဲ့တွင်ပညာရေးဝန်ကြီးချုပ်အဖြစ်စတင်ဆောင်ရွက်ခဲ့သည်ပညာရေးဝန်ကြီးချုပ်အဖြစ်တာဝန်ယူနေစဉ်အတွင်နှစ်စဉ်အဆောင်မုံးလားပြည့်ကျော်၁၀ရက်ကိုအမျိုးသားနေဖြင့်မြန်မာပြည်ကျောင်းများအားလုံးတင်ဝင်ကျောင်းပိတ်ရက်ဖြင့်သတ်မှတ်ခဲ့သည် ထို့နောက်1936တွင်ဒေါက်တာဘမော်တီ စင်ရင်သာဝင်တန်မှုဓမ္မပါတီကိုဖွဲ့စည်းတည်ထောင်၍1936မှ1942အထိ ကောင်းဆောင်ဖြစ်ဆောင်ရွက်ခဲ့သည်1936မေ23တွင်ငါပွင့်ဆိုင်အဖွဲ့ဥက္ကရာမင်းသားကြီးထိတ်တင်ဝါကဒေါက်တာဘမော်ထန်ညီညွတ်ရေးအဖွဲ့ထံပါဝင်ရန်ဖိတ်ခေါ်စာပေးပို့သည်ဒေါက်တာဘမော်ထန် ဒါနဘမောကငါးပွင့်ဆိုင်ဩခရမင်းသားကြီးထိတ်တင်ဝထံ၎င်းတင်ပြသောအချက်၄ချက်ကိုညီညွတ်ရေးအဖွဲ့ကလက်ခံပါက နောက်လိုက်အဖြစ် ထားရနေရဆေးရသွားပါမည်ဟု အကြောင်းပြန်စာပို့ခဲ့သည်ရင်းနောက်1936နိုဝင်ဘာ10ရက်နေ့မှ14ရက်နေ့ထိကျင်းပခဲ့သောမြန်မာနိုင်ငံစီရင်အောက်ချုပ်မှုအဥပဒေ 61တဌာနအုပ်ချုပ်ရေးရာပထမဆုံးအကြိမ်အောက်လွှတ်တော်အမတ်ရွှေကောက်ပွဲတွင်9ပွင့်ဆိုင်ပါတီမှ46ဦးဒေါက်တာဗမော်ဤစင်းရဲသားဝင်းတာနုဓမ္မပါတီမှ16ဦးဦးချက်လိုင်း GCPA မှ12ဦးကိုမင်းကိုချင်းအဖွဲ့မှ3ဦးဖေဘီယန်ပါတီမှ2ဦးဦးမောင်မြင့်နဲ့ရွှေတောင်ကြားပါတီမှ2ဦးတပ်ပန်း GCB မှ2ဦးနဲ့ တတိပုဂ္ဂလအမတ်16ဦးအရွေးခံရသည်သို့သောငါးပွင့်ဆိုင်အဖွဲ့သည် ရွေးကောက်ပွဲတွင်အမတ်လောင်းများဖျားထားစဉ်ကပင်အတွင်းရေးအဖြစ်စေဝန်းကွဲပြားနေကြရာဆချာဦးများအရွေးခံရသည့်အတွက် အာကြီးဆုံးပါတီအဖြစ် ဥပပီအားခေါင်းဆောင်စီပြီးအစိုးရအဖွဲ့ဖွဲ့စီရန်အတွက်ဘယင်ခံကအနေဥပပီသည်ငါးပွင့်ဆိုင်ပါတီဝင်တို့နှင့်ဆက်ဆက်ပြီး ဝင်ကြီးရာထူးများရွေးချယ်ပြီးအစိုးရအဖွဲ့ကိုစူးစမ်းဖွဲ့တော်လဲညီညွတ်မှုကိုမရဘဲအစိုးရမဖွဲ့နိုင်သောကြောင့်1939ခုနှစ်ဖေဖော်ဝါရီ22ရက်နေ့တွင်ဘရင်ခန်ထံပြန်အပ်လိုက်ရသည်ထိုအခါဒေါက်တာဗမော်တီငါးပွင့်ဆိုင်တွင်သဘောကွဲပြားနေသော MA ဦးမောင်ကြီးဝစ်လုံဦးပုဒေါက်တာသိန်းမောင်မိထီလာဦးပါရင်မန္တလေးဦးဖအူစသည့်တို့နှင့် ိန္ဒိယတိုင်းရင်းသားအမတ်များကရင်အမျိုးသားအမတ်များရခိုင်အမျိုးသားအမတ်များဦးချင်းလိုင်အဖွဲ့တတိပုဂ္ဂလာတို့နှင့်ညှိနှိုင်းရာအမတ်ဦးရင်အဖွဲ့ဝင်80မြားရရှိသွားသောကြောင့်မြန်မာနိုင်ငံဘရင်ခမ်းစာအချီဘောဒေါက်ကလပ်ကော့ဂရိတ်ကဒေါက်တာဘမော်အောင်အစိုးရဖွဲ့ခိုင်းသည်တို့ဖြင့်ဒေါက်တာဘမော်တင်ပြသောအစိုးရအဖွဲ့ဝင်အမည်စရင်းကိုဘရင်ခမ်းက 1938ခုနှစ်မတ်လ17ရက်နေ့တွင် အတည်ပြုခဲ့သည်ဒီတို့ဖြင့်ညွန်ပေါင်းအစိုးရအဖွဲ့တွင်နိုင်ငံဝင်ဖြစ်ဒေါက်တာဘမွန်ပြည်ထောင်ရေးဝန်ကြီးဖြစ်ဦးပေါ်ထွန်းပညာရေးဝန်ကြီးတာယာဝတီဦးမောင်မောင်တက်တော်ရေးဝန်ကြီးဦးစောဖေတောင်ဗန္နာရေးဝန်ကြီးဦးထွန်းအောင်ကျော်ကုသရေးဝန်ကြီးဒေါက်တာသိန်းမောင် အခွန်တော်ဌာနဝန်ကြီးမန္တလေးဥပဥတို့ပါဝင်သည်နိုင်ရင်ဝင် ဖြစ်ပြီးနောက်နှစ်စဉ်တစောင်းမုံလားပြည့်ကျော်ဆယ်ရက်နေ့ကိုအမျိုးသားနေ့အဖြစ် အများပြည်သူရုံးပိတ်ရက်ဖြစ်ကြေညာပေးခဲ့သည်ထို့နောက်ဒေါက်တာဗမော်သည်တက္ကသိုလ်ကျောင်းသားတပိတ်များ၏လိုလားချက်များကိုမြမပြည်တက္ကသိုလ်ကျောင်းသည်မြမတိုင်းသားအကြောင်းအစ်စ်ဖြစ်ရမည် ဤအတိုင်းဖြစ်စေရန်ညွန်ပေါင်းအစိုးရကသဘောမထားလျင်ယာတူးပြန်အဲ့၍မိမိအစိုးရအဖွဲ့များကိုဖျက်သိမ်းပြီးမြမတိုင်းရင်းသားတက္ကသိုလ်သည်ဌနရှင်များ၏တက္ကသိုလ်သားမဖြစ်ရာစည်ရင်သားများလည်းဌနရှင်များကဲ့သို့တက္ကသိုလ်ပညာကိုရှာမှီး၍တက္ကသိုလ်စာမေးပွဲများကိုအောင်နိုင်ရန်လုပ်ရမည်ဤကဲ့သို့ဖြစ်နိုင်ရန်စည်ရင်သားများရနိုင်သည့်စကောလာရှစ်များတိုး၍ပေးရန်နှင့် စရိတ်မရှိ၍မတင်နိုင်သောចောင်းသားများစာမေးပွဲဝင်ခွင့်ပေးပြီးတက္ကသိုလ်ចောင်း၌ပြဋ္ဌာန်းချက်များကိုမြမဖာသာအဖြစ်တင်ကြားနိုင်ရန်ယခုကစ၍အုံမြင့်ချရမည်။အုံမြင့်ကစရမည်ဖြစ်၍အချိန်လိုဦးမည်ဖြစ်ရာမြမဖာသာကိုပညာရေး၌အားပေးရန်အထူးရှိရွယ်ပါသည်ဟုမြို့တော်ခမ်းမအစည်းအဝေး၌ပြောကြားလေသည်။ တို့တော့1300ပြည့်အရေးတော်ပုံကြီး1938တွင်နေချက်လက်ပါစေများ၏ရက်ဆက်စွာ ရိုက်နှက်မှုကြောင့်ဘိုးအောင်ကျော်နှင့်မန္တလေးအာစာနီ18ဦးတို့ကြာဆုံးခဲ့ရခြင်းကလားဗမာအဓိကရုံးဖြစ်ပွားခဲ့ခြင်းတို့ကြောင့်တီတူများက အော့နှလုံးနာကဒေါက်တာဘမော်ဦးဆောင်သောညွန်ပေါင်းအစိုးရကိုတနိုင်ငံလုံးကဝိုင်းဝန်းရှုတ်ချခဲ့ကြသည် လွှတ်တော်တွင်လည်းအတိုက်အခံခေါင်းဆောင်မျိုးချစ်ပါတီမှဂလုံးဦးစောတင်သွင်းသည့်ထောက်တာဘမော်ခေါင်းဆောင်သည့်ညွန်ပေါင်းအစိုးရပုံအယုံအကြည်မရှိအစိုးကိုမဲခွဲရာထောက်ခံမဲ80ကန့်ကွက်မဲ38မဲဖြစ်အစိုးနိုင်ခဲ့သဖြင့်ဒေါက်တာဘမော်အစိုးရပြုတ်ကျသွားလေသည်1939ခုနှစ်စက်တင်ဘာလ1ရက်နေ့တချို့ကအော်တိုဘာလ၄ရက်နေ့ဟုဆို လွတ်လပ်ရေးအတွက်သွေးစင်းသွေးစင်းဆောင်ရွက်ရန်ဒုဗမာအစည်းအရုံးတခင်များငါးပွင့်ဆိုင်စင်ရင်သားဝင်သားတို့နေပြည်တော်စသည့်အဖွဲ့များပူးပေါင်းလက်တွဲ၍ဗမာထွက်ရက်ဂိုင်းဘာမာဖရီဒမ်ဘလော့ကိုဖွဲ့စည်းတည်ထောင်လိုက်သည့်အခါအဖွဲ့ခေါင်းဆောင်အဖြစ်တင်မြှောက်ခံရသည်ထိုစဉ်ကဘိုးအောင်ကျော်ကိုရိုက်သက်သည့်ဒေါက်တာဗမော်နှင့်မဟာမိတ်ဖွဲ့ရကောင်းလာဟု ို့မှမအစီယုံမှာအချို့သောအင်အားစုများကမကျေနပ်ကြချင်းနိုင်ချက်အင်္ဂလိပ်ကိုပုံမုံအင်အားကြီးသည့်အမျိုးသားအင်အားနှင့်တိုက်ရမည်ဟုရှင်းပြမှသဘောပေါက်လာကြသည်1940ပြည့်နှစ်အောက်တိုဘာ6ရက်နေ့တွင်ဗမာထွက်ရက်ကဤခေါင်းဆောင်ဒေါက်တာဗမော်ဖန်ခံရသည်ထို့နောက်အောက်တိုဘာ28ရက်နေ့တွင် ထောင်ဒဏ်တစ်နှစ် အပြစ်ပေး၍မန္တလေးထောင်သို့ပို့ခဲ့သည်ထို့နောက် အောက်တိုဘာ16ရက်နေ့တွင် မန္တလေးထောင်မှမိုးကုတ်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်ဂျပန်တပ်များမြန်မာပြည်သို့ပြန်ရောက်လာပြီးနောက်1942ဧပြီ23ရက်နေ့တွင်ဒေါက်တာဘမော်သည်မိုးကုတ်ထောင်မှစနီးအကူအညီဖြင့်ထွက်ပြေးလွတ်မြောက်သွားသည်ဂျပန်ကင်မီတိုင်စစ်ပလေးအဖွဲ့က1942ခုနှစ်မေလ23ရက်နေ့တွင် မိုးကုတ်ထောင်မှထွက်ပြေးလွတ်မြောက်သွားသောဒေါက်တာပမော်ကိုဂျပန်တက်မတော်ဌာနချုပ်ရှိရာ မေမြို့ပြင်ဦးလွင်သို့ခေါ်ဆောင်သွားသည်ရင်းနောက်1942ခုနှစ်ဇွန်လ4ရက်နေ့တွင်မြန်မာပြည်ရှိဂျပန်စစ်တပ်များ၏စစ်သေးနာပတိဒုတိယဗိုလ်ချုပ်ကြီးအီတာကမြန်မာပြည်အုပ်ချုပ်ရေးစီစဉ်မှုကော်မတီ Provisional Administrative Committee တွင် ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပြီးကော်မတီကိုဖွဲ့စည်းစေသည် ရှင်းအဖွဲ့တွင်ဒေါက်တာသိမ်းမောင်တခင်မြဘန်နုလဦးစိန်တခင်ထွန်းအုပ်တခင်နုဓမ္မဥပသိန်းဦးလဖေနှင့်တခင်ပစိန်တို့ပါဝင်ကြသည်ထို့နောက်1942ခုနှစ်အောက်တိုဘာလ2နနက်8နာရီတွင်စစ်ပဆိုင်ရာဗဟိုဌာနဖြစ်သောအစိုးရအင်တော်၌ဒေါက်တာဘမော်အောင်နိုင်ငံဝင်ဝင်ကြီးချုပ်အဖြစ် ဂျပန်စစ်သေးနာပတိဒုတိယဗိုလ်ချုပ်ကြီးအီတာကခန့်အပ်ခဲ့သည်နိုင်ငံဝင်ဒေါက်တာဘမော်ကအစိုးရအဖွဲ့တစ်ဖွဲ့များတွင်ဂျပန်တက်မတော်စစ်ဗိုလ်ချုပ်ကြီး၏လက်အောက်တွင်ဖွဲ့စည်းလိုက်သောခေတ်တမြန်မာပြည်အစိုးရကိုကျွန်ုပ်တို့ယနေ့တွေ့မြင်ကြရပြီဤခေတ်တအစိုးရသည်မြန်မာပြည်တွင်ခေတ်တထူထောင်မည်ဖြစ်ကြောင်းနှင့်ခေတ်တအစိုးရ၏ လုပ်ငန်းအစီအစဉ်ဖြစ်သောဝါဒစီမင်းများကို ကြီးညာခဲ့သည်ဒေါက်တာပေါမော်တီ1942ခုနှစ်ဩဂုတ်လ26ရက်နေ့တွင်ဒုဗမာစင်ရသားအစီအယုံကိုဖွဲ့စည်းသည့်အခါအစီအယုံခေါင်းဆောင်အာနာရှင်ဖြစ်ဆောင်ရွက်ခဲ့သည်ထာဝရဘောင်းမော်တီရှင်ပင်ဆန်ဆန်အခမ်းအနားကိုကြိုက်သည်လိုရာထပ်ပို့ပြီးအစီအဝေးဖြစ်စေအခမ်းအနားတစ်ခုခုဖြစ်စေ ူဝင်မလာမီအခမ်းအနားမူကအဓိပတိအရှင်မင်းကြီးတန့်ရှိလာပါတော့မည်တိတ်စေဟုအော်ဒီခါအားလုံးငြိမ်နေကြရသည်ဂျပန်အင်ဂရစ်ဘီရင်ဟီရိုဟီတို1901 1989ကဒေါက်တာဘမော်အစိုးရအဖွဲ့ဝင်တို့အားဂျပန်နိုင်ငံတိုကျိုမြို့သို့ဖိတ်ခေါ်၍1943ခုနှစ်မတ်လ22ရက်နေ့တွင်ဒေါက်တာဘမော်အား တက်နေ ပထမရန်ဖွဲတစိမ့်နှင့်ဆလွေကြီးပြည်ထရေးဝင်ကြီးတခင်ညာနှင့်ဗန္ဒာရေးဝင်ကြီးဒေါက်တာသိန်းမောင်တို့အားမွန်မြတ်သောဖန်နာဒုတိယရန်ဖွဲတစိမ့်နှင့်ဗမတ်ကာကွယ်ရေးတပ်တော်စစ်သိန်းနာပတိဗိုလ်ချုပ်အောင်ဆန်းအားတက်နေတတိယရန်ဖွဲတစိမ့်နှင့်ဆလွေလက်တို့ကိုချီမြှင့်ခဲ့သည်ဂျပန်စစ်တေနာပတိဒုတိယဖိုလ်ချုပ်ကြီးကာဝီဘီက စစ်အုပ်ချုပ်ရေးနနက်9:30မိနစ်တွင်လွတ်လပ်ရေးပေးပြီးဗမာနိုင်ငံအစိုးရဖွဲ့စည်းသည့်အခါနိုင်ငံတော်အဓိပတိဖြင့်ဗမာနိုင်ငံအစိုးရဖွဲ့ကိုဦးဆောင်စေခဲ့သည်1944ဩဂုတ်23တွင်ခိတ္တမြန်မာနိုင်ငံဆိုင်ရာဂျပန်တန်မတ်မစ္စတာကီတာဆာဝါနှင့်တန်မွန်မစ္စတာရှီမတ်ဆူတို့ကဂျပန်အေဂရိတ်ဘုရင်မြတ်ကိုစောင်း the grand condon of the imperial order of the rising sun with the flower ပွဲတစ်စိတ်ကိုရန်ကုန်မြို့စံအိမ်တော်ခေခံမာနိုင်နိုင်ငံတော်အဓိပတိဒေါက်တာဖမော်အားအနှင်၍ဂျပန်အင်ဂရစ်မင်းမြတ်၏တဝင်လွာကိုဆက်သခဲ့သည်ထို့နောက်1945ခုနှစ်မတ်လ28ရက်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောဖတ်တာပလမမြန်မာနိုင်ငံတဝင်လုံးဖက်စစ်တော်လှန်ရေးဆင်နွှဲ၍ မဟာမိတ်တပ်များမြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာသောအခါဂျပန်ခေတ်မြန်မာအစိုးရအဓိပတိကြီးထောက်တာဖမော်နှင့်အစိုးရဖွဲ့ဝင်များနှင့်မိသားစုများမှည9နာရီခွဲခန့်တွင်ရန်ကုန်မြို့မှထွက်ခွာခဲ့သည်စစ်ပြေးအစိုးရအဓိပတိဒေါက်တာဗမောအစိုးရဖွဲ့သည်1945ခုနှစ်ဩဂုတ်15ရက်နေ့တွင် ရိုးရီးယားမြန်မာတိတ်မီတမန်မြစ်ချာလန်အတိုင်းမြစ်ချာဖြင့်ရိုးရီးယားနိုင်ငံထိုင်းနိုင်ငံတို့ထွက်ပြေးလွတ်မြောက်သွားသည်ရင်းနောက်ထောက်တာဖမော်သည်ရိုးရီးယားနိုင်ငံမှတဆင့်ကမ္ဘောဒီးယားကမ္ဘောဒီးယားမှတဆင့်ထိုင်ဝမ်ကျွန်းတို့လေရင်ဖြင့်ထွက်ခွာသွားသည်ရင်းနောက်ဂျပန်နိုင်ငံတို့ရောက်ရှိသွားသည်ထောက်တာဖမော်လွတ်မြောက်သွားတော့လဲထိုင်းနိုင်ငံဖန်ကောက်မြို့တွင်ဗြိတိရှားစစ်ပတ်ဆိုင်ရာတို့က စစ်ပြေးအစိုးရအဓိပတိဒေါက်တာဘမော်ရီစနီဒေါခင်မမမော်တာသမိများနှင့်ရင်းနှောဤလုံခြုံရေးအရာရှိပိုရန်နိုင်ရဲဘော်သုံးချိတ်တို့အားဖမ်းဆီးခဲ့သည်ဂျပန်သို့လက်နက်ချပြီးနောက်ဒေါက်တာဘမော်သည်1945ခုနှစ်ဒီဇင်ဘာလတွင်တိုကျိုမြို့သို့သွားရောက်၍ပြတိချတပ်ဖွဲ့မှဘိုမူဂျီဖစ်ချက်စကိုဖ်ထံလက်နက်ချခဲ့သည်ဒေါက်တာဘမော်သည်ဂျပန်နိုင်ငံ ်ထူကာမိုအကျဉ်းထောင်တွင်1946ခုနှစ်ဇူလိုင်လအထိအကျဉ်းချခံရပြီးနောက်ပြန်လည်လွတ်မြောက်ခဲ့သည်ရေနောက်ရန်ကုန်မြို့သို့အောက်ဂုလတရရနေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိပြီးနောက် ဘကြအစံကောင်းဆောင်သောဖတ်ဆပလအဖွဲ့ကြီးကိုမဝင်တော့ပဲတီချာမဟာဗမာပါတီကိုတည်ထောင်ခဲ့သည်1948ခုနှစ်ဇန်နဝါရီ29ရက်နေ့တွင်ချုပ်ဆိုသောအောင်ဆန်းအက်တလီစာချုပ်ကိုမထောက်ခံပဲပြင်းထန်စွာဝေဖန်ရှုံချကန့်ကွက်ခဲ့သည်1949ဧပြီ9ရက်နေ့တွင်ကျင်းပသောတိုင်းပြုတ်ပြပြုတ်လွတ်တော်ရွေးကောက်ပွဲကို ကလွန်ဦးဆောင်တခင်ဘဆိုင်တို့နှင့်ပေါင်းပြီး စောစိန်မော်မဟာမိတ်ဖွဲ့ကတပိမောက်ခဲ့သည်1948ခုနှစ်ဇူလိုင်လ19ရက်နေ့တွင်ဗိုလ်ချုပ်အစနှင့်အာဇာနည်ခေါင်းဆောင်ကြီးများလှုပ်ကြံခံရသောအခါအတိုက်အခံနိုင်ငံရေးခေါင်းဆောင်တဦးဖြင့်1948ခုနှစ်အကုလာတရနေ့မှာ1948ခုနှစ်ဒီဇင်ဘာ24ရက်နေ့အထိပြည်တွင်းငင်းချင်ရေးပုံမှန်900အစင်းချခံရသည်1959ခုနှစ်တွင် အမျိုးသားပေါင်းစုံမဟာအဖွဲ့နိုင်ငံအဖြစ်ဆောင်ရွက်သည်1966ခုနှစ်တွင်ထက်မှန်အကျဉ်းချခံရသည်ဒေါက်တာပါမော်တီ1926ခုနှစ်ဧပြီ25ရက်နေ့တွင်ဒေါခင်မမမော်ဒေါခင်မမမော်နေလက်ချိန်ပြီးတာတုံဦးဇာလီမော်ဖညာမော်နေတာမော်တမီလေးဦးတင်စာမော်ဒေါက်တာမာလာမော်ဒေါက်တာတီရာမော်အုံမာမော်တို့ကိုမွေးဖွားထွန်းကားခဲ့သည့် စနီးဖြစ်သူဒေါက်ခင်မမမော်မှာခင်မွတ်တန်ဤလုပ်ငန်းများတွင်အကူအညီထောက်ပံ့ပေးနိုင်ပြီးထိုးချွတ်ထက်မြတ်သောအမျိုးသမီးတဦးဖြစ်ထင်ရှားသည်ဂျပန်ခေတ်တွင်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌဖြစ်ဆောင်ရွက်ခဲ့သည်ဒေါက်တာဘမော်သည်အင်္ဂလိပ်ဘာသာဖြင့်ရုံးထွက်ခဲ့သောမြန်မာပြည်ဟူသောစာအုပ်ကိုရေးသားပြီး1969ခုနှစ်တွင်အမေရိကန်ပြည်ထောင်စု ရှေးတက္ကသိုလ်မှပုံလေးထုတ်ပေးခဲ့သည်သူတို့၏အခြားထင်ရှားသောစာအုပ်များမှာအာ physical physiological study 1924နှင့် new order plan of pharma 1950တို့ဖြစ်သည်မြန်မာတမိုင်းတကွတွင်ထင်ရှားခဲ့သောထောက်တာဗမော်သည်1989ခုနှစ်မေလ29ရက်နေ့တွင် ရှန်ကုန်မြို့တက္ကသိုလ်ရှိတ်သာလန်အမှတ်87ကာချင်းနေအိမ်၌ကွဲလွန်ခဲ့လေသည်အချိန်ပေးပြီးနောက်ထောင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်